ကဲလို့ချစ်တော်များအားလုံးမင်္ဂလာပါခင်ဗျာနော်စူပါ PF5 channel ကနေကြိုဆိုပါရယ်ခင်ဗျာနော်အခုကျွန်တော်ပြောမယ့်အစီအစဉ်ကတော့ဒီလာမယ့်နောက်ပတ်တောက်ကြနေမှာတက်စီပွဲအကြောင်းဖြစ်ပါတယ်ခင်ဗျာနော်ဒီလာမယ့်နောက်ပတ်တောက်ကြနေမှာတက်စီစီပြန်ထိုးရမယ့် fighter က Thai fighter ဖြစ်ပါတယ် fighter ရဲ့နာမည်က Khun Phom Noi လို့ခေါ်ပါတယ်ခင်ဗျာနော်ဒီ fighter က1မှာ6ပွဲထိုး9ပွဲနဲ့9ပွဲဆုံးရလစီထားပါတယ်ခင်ဗျာနော် ူရဲ့ဝမ်ပွဲရက်လာတွေတွေ့ကြည့်မယ်ဆိုတော့သူကတက်စီထက်ကောင်းတာပေါ့ဗျာ။ဒီခူဖုန်းနိုင်ကသူက135ပေါင်62ကီလိုပေါ့နော်။သူအရက9ပဲ6လက်မှ190ပေါ့နော်။သူကအသက်30နည်းနည်းရှိပါပြီနော်။သူရဲ့ဝမ်မှာထုတ်ပွဲရတာ9ပွဲ9ပွဲနိုင်9ပွဲရှုံးရက်လာရထားပါတယ်။ဒါသူရဲ့ရက်လာတွေဆိုတော့တက်စီထက်ကောင်းတာပေါ့ဒီဝမ်ကနော်။အခုဒီတက်စီပွဲနဲ့ပတ်သက်ပြီးတော့ ဒီတက်စစ်ပြန်ထိုးရမယ်ခွန်ဖုန်နွဲအကြောင်းကျွန်တော်နည်းနည်းလေးပြောပြဖြစ်ပါတယ်ဒီဖိုင်တာကဆူလေးဦးနဲ့ထိုးခဲ့တဲ့စင်စာရဲ့ညီနာသူ့စတိုင်ကသူ့ကိုစတိုင်ပဲသူ့ကိုဆိုက်ပဲတဆိုက်ပဲဒါမဲ့ तू ကဘယ်သား तू ကတဏောင်ကောင်းမယ်ပြောဘယ်ဘယ်သာဆိုတော့ဘယ်ချစ်ကံတွေဘယ်လက်သီးတွေပေါ့အကိုကောင်းတယ်ဒါပေမဲ့ဒါပေမဲ့ကျွန်တော်ဒီဖက်တာကိုကျွန်တော်တားမကြိုက်ဘူး ဘာဖြစ်လဲဆိုတော့ဒီဖက်တာနေတယ်။ तू ကမြင်မြန်ဆက်ဆံမလုပ်ရှာ तू ကနေတယ်။ तू ကြည်လိုက်ရင်ပြော့တယ်လို့လို့နဲ့မာတယ်။အဲ तू ကအဲ့လိုစီတယ်။ဒါပေမဲ့ तू ကမာကိုမြင့်တယ်။တော်တာယူထိမကြဘူး။အေးအဲ့ဒီမာကိုကြောက်ပဲကျွန်တော်တို့တန့်စီတွေ့လဲနည်းနည်းစိုးရရတယ်။နော်အဲ့ဒီတစ်ချက်ပဲ။ तू ရထိုးလို့ထိုးပေါင်းတယ်။ तू ရစတိုင်တွေကိုကြည့်မယ်ဆိုရင်တတ်စင်နိုင်မှာတတ်စင်နိုင်မှာသိကြတယ်။ဒါပေမဲ့ तू ရမာကိုကျွန်တော်တို့ပြန်ကြည့်လိုက်တော့တန့်စီတွေ့လဲနည်းနည်းစိုးရရတယ်ခင်ဗျာ။ ဒီဖန်တာကအတော်တာရထိမကြဘူးဒီဖန်တာရကောင်းချက်တစ်ခုက သူကပြန်ဖဲကသူ့ဝေထိုးရတဲ့သူကဒါရက်ပြထိုးတယ်သူက ထိမှမကြဘူးနာမကြဘူးအနာခတယ်သူထိရတစ်ဖက်လူလည်းထိရမယ်သူကအဲ့လိုမျိုးထိုးတာသူထိုးပြီးဆိုကောင်းကောင်းပြီးထိုးတယ်သူကောင်းပြီမဲ့တန်းစီလောက်သူမြန်ဆန်မှုမရှိဘူးသူကနေတယ်သူကတလုံးတလုံးထိုးဖို့ရည်ရနေတယ်တန်းစီတန်း တန့်စင်တာတီတီညင်ညင်နဲ့ထိုးမယ်ဆိုရင်သူတန့်စင်ကိုသူထိအောင်ထိုးဖို့ကမလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့ဖိုင်တာကထိရပြန်တက်တဲ့စတိုင်တွေစီနေတဲ့အတွက်ဒါနည်းနည်းပဲစိုးရတယ်ဒါပေမဲ့ဒီဖိုင်တာလောက်တော့တန့်စင်နဲ့အောင်ထိုးရမှာပဲဘာဖြစ်လဲဆိုတော့ဒီဖိုင်တာတော့မတက်စင်မနိုင်ဘူးဆိုရင်တက်စီဒီဒီ1မှာဆစ်ဆက်သွားဘွားမျိုးလေးချက်တွေတော်တော်လေးကိုမစီတလောက်ဖြစ်သွားရင်တကယ်ပြောတာဒီဖိုင်တာလောက်တော့သူနေအောင်ထိုးမှဖြစ်မှာเนาะ ါမဲ့လှုပ်ဆိုတာကျွန်တော်ထေတယ်လို့မလွယ်ဘူးဆိုတာဟုတ်တယ်ဒါပေမဲ့မလွယ်ဆိုပေမဲ့ဒီဖန်တာရဲ့အရေးချေကအဲ့လောက်ထိမကောင်းဘူးဒီလောက်ဖန်တာတော့မှတက်စီမနိုင်ဆိုရင်တက်စီရဒီ1မှ2မျိုးလက်ချက်တွေကုန်တယ်လောက်ဖြစ်ပြီဒီဖန်တာကဒီကျွန်တော်တို့မို့တိုင်းရသားဆိုလာနဲ့ထိုးဘူးတယ်ဆိုလာတော့ကောင်းတယ်ဒါပေမဲ့သူဆိုလာအမှန်နဲ့နိုင်ဘူးတယ်နော်အဲအဲ့ဒီဆိုလာနိုင်ပြီဆိုတော့ကျွန်တော်တို့ကအဒီဖန်တာမဆိုးဆိုတာကျွန်တော်တို့ ပရိသတ်တွေထင်ကြမ်းကလားโอเคဒါထင်မှာပဲဆိုလာကောင်းတာဟုတ်ဒီဆိုလာနိုင်ပြီဆိုတော့ဒီဖက်တာမဆိုးလို့ထင်ထင်မယ်ပြီးတော့မိုးထက်အောင်လည်းသူနိုင်တယ်နော်မိုးထက်အောင်ဆိုတာမာကိုမြင့်တယ်နော်မိုးထက်ကတော်တော်ထိမကြဘူးโอเคမိုးထက်အောင်မြင့်တယ်မာကိုမြင့်တယ်မိုးထက်အောင်လည်းသူနိုင်တယ်တဲ့အာဒီလိုဆိုရင်ဒီဖက်တာကတက်စီသူ့ထိုးလို့နိုင်ပါမလားဆိုတော့ကျွန်တော်ပရိသတ်တွေကစစ်ပူနေမှာပဲနော်โอเคဒါပေမဲ့ကျွန်တော်ကျွန်တော်အမြင်ကျွန်တော်အမြင်ကြတော့ဒီဖက်တာကအဲ့လောက်မကောင်းဘူးဒီဖက်တာကသူကမာကိုစိတာလို့သူကနေတယ်သူက အမတ်ပေးစနစ်ကျွမ်းကြည့်တဲ့ fighter သူကနေပေမဲ့ဟိုသူ့ကိုကောက်ကောက်ထုံးနေတဲ့ fighter နဲ့သူတိုးပြီးဆိုသူကပူးတယ်ဖက်တယ်ဖက်ပြီးတော့ဒူးတယ်သူတို့ထိုင်လက်ဝတ်နီးစနစ်ကမွန်းထိုင်မွန်းထက်လက်ဝတ်နီးစနစ်ကတစ်ချက်ဒူးတစ်ချက်အမှတ်ရတာဗျအဲအဲ့ဒါကြောင့်မို့သူကဒီကိုယ်ပွဲမှာသူကခုနှစ်ပွဲလုံးနိုင်လာဆိုတာလေအဲအဲ့ဒါတွေလည်းပါတယ်အကျွန်တော်တို့မြန်မာပြည်သားတို့ကျွန်တော်ပြောချင်တာကတက်စီဘက်မှာနေပြီးတော့အားပေးဘာဖြစ်လဲဆိုတော့ဒီဖန်တန်လာတာတက်စီနေအောင်ထိုးမယ်ဆိုတော့ကျွန်တော်သိတယ် ကျွန်တော်လည်းဒီပွဲမှာသတ်စီဘက်မှာတရားရခင်တော့ကျွန်တော်နေတယ်နော်တကယ်လို့သာသတ်စီတာဒီပွဲမှာဆုံးမယ်ဆိုလဲကျွန်တော်ရဲ့မျိုးလေးချက်တွေကသတ်စီဘက်မှာတော်တော်လေးကုံသွားပြီဒါတကယ်ပြောတာကျွန်တော်သတ်စီတကယ်အားပေးခဲ့တာသတ်စီဖြစ်လို့ဆိုတော့မြန်တယ်သူကငငယ်ရွယ်နဲ့သူကမြန်တယ်နော်ဒါအားကြောင့်ကျွန်တော်သူ့အားပေးခဲ့တယ်ဒါမှမဟုတ်သတ်စီကအတွေ့အကြုံနည်းတယ်သတ်စီကဝါရစ်ကစားသမားမဟုတ်ဘူးသူကကျွန်တော်တို့ရွံ့ရပွဲမှာဆိုတာပွဲပေါ်နေနေလည်းထိုးရတယ်ကျွန်တော်တို့ဆိုသတ်စီမြန်မာရွံ့ရလက်ဝတ်ပွဲမှာထိုးတာလည်းသိမကြည့်ရဘူး ဒါတက်စရာဝါရောက်မှကျွန်တော်တို့ကသူ့ကိုသိတာပြီးတော့မှသူ့ရဲ့နောက်ဆုံးတွဲသူ့ရဲ့မြန်မာရိုးရပွဲကျွန်တော်တို့ပြန်ကြည့်တာအာသူကတကယ်ကောင်းတဲ့ factor လေးဆိုတာကျွန်တော်တို့ကသိရတယ်တက်စရာမြန်ဖြတ်လာတယ်ဟိုပြတ်တန်းတယ်ပေါ့နော်သူကထိုးပါဗျာဒါပေမဲ့မန်ကိုဘိုင်းမှာပေါ့နည်းနည်းလေးအားနေတယ်တိတိကျကျကြည့်လိုက်တော့သူကနှုတ်တယ်ပြီးတော့ဒီဝါမှသူထိုးလာတာလေသူ့ရဲ့ထိုးပွဲတွေကအလူအလဲနဲ့ပူတဲ့ပွဲမှမရှိဘူးခင်ဗျာ သူကပန်းအောင်စိုးပွဲမှာဆိုလဲနှချီတဲ့နဲ့သူပြတ်တယ်ဒုတိယပွဲမှာဆိုလဲခဏလေးနဲ့ပထမချီမှာတဝက်တော့မကြောက်သူနိုင်တယ်ပြီးတော့တာဂီရုနဲ့ထိုးတာလဲအဲ့ဒီနှချီလာမှပြီးတယ်ပြီးတော့စူလျလေးနဲ့ထိုးတာလဲအဲအဲ့ဒီလိုပဲပြီးတော့ဒီကေစာလေးနဲ့ထိုးတော့လဲဘာမှမသိရတော့ပြီးသွားပြီဒါတက်စီကလုံးဝကိုအလူလဲပူရထိုးရတဲ့ပွဲတွေမရှိတဲ့အတွက်သူကအဲ့ဒီလိုဒီလိုပွဲတွေကသူကသူ့ရဲ့တပံကိုမြစ်တည်တဲ့မန်ကိုမရလာဘူးခင်။ထာဂီရုနဲ့ပွဲက ူအတွေ့အကြုံရတာလည်းကျွန်တော်မြင်တယ်ဘာဖြစ်လဲဆိုတော့ဒီလိုစူပါစတားနဲ့ထိုးတဲ့ချိန်မှာတစ်ဖက်ရဲ့ပါဝါသူလစ်လာပြီးတော့အော်တကယ်စူပါစတားတွေကဒီလိုပါဝါဒီလိုထိုးခွဲတွေစီးရပါလားဆိုတော့သူရမယ်လို့ကျွန်တော်မြင်လေတယ်အဲ့အဲ့အဲ့ဒီ target group နဲ့ထိုးတဲ့ပွဲပဲသူ့အတွက်အတွေ့အကြုံတွေဘာညာရတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ဆူလီယာလစ်နဲ့ပွဲဆူလီယာလစ်နဲ့ပွဲဆိုတော့အဲ့လိုထိမရဘူးဘာဖြစ်လဲဆိုတော့သူတရားပဲထိုးတယ်ဆူလီယာကသူ့ကိုမထိုးရဘူး စူလည်းလည်းထိုးတော့လည်းသူပြီးသွားတယ်အေးအဲ့လိုပေါ့နော်အဲ့အဲ့ဒါသူသူ့အတွက်ဗာအတွက်ကျွန်မမရလာဘူးရရလည်းနည်းနည်းပါပဲရတယ်ဒါဒီကစ္စာလေးနဲ့ဆိုရင်ဒီကစ္စာလေးနဲ့ကြတော့တအားမြန်လာတင်းနေလို့ဆိုသူကထိပြီအဲ့ဒါကြတော့သူ့အတွက်လည်းဒီမန်ကိုတွေပညာတွေတော့သူမရဘူးပေါ့နော်အဲ့ဒါကြောင့်မို့တတ်စီကအာတော်တော်လေးနည်းနည်းပဲဖိုင်တာလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့တတ်စီကကောင်းတဲ့ဖိုင်တာသူကမြန်တယ်ပြတ်တန်းတယ်သူကဖြတ်လာတယ်အဲ့ဒီအဲ့ဒီစတိုင်လေလောက်တမဆိုရင်အဲ့ဒီစတိုင်တွေကကောင်းတယ်ဒါပေမဲ့သူက တက်စီကသူထိပြီးဆိုသူကပြာပြီးတော့သူကအကွက်ပြောက်သွားတယ်လို့ကျွန်တော်ခံစားရတယ်။အေးအဲ့ဒါတွေကပြန်ဖက်ရဲ့အန်တန်ကျဲတွေဖြစ်တယ်။ပြီးတော့တက်စီကသူ့ရဲ့ကစားကွက်တွေကမပြောင်းသေးဘူးလို့ကျွန်တော်မြင်တယ်။သူကသူ့ရဲ့ထိုးပေါက်တွေကမပြောင်းပြီးတော့သူ့ရဲ့ထိုးပေါက်တွေကလည်းသူများလိုမျိုးမရှုပ်ဘူး။ရှင်းရှင်းလေးတပေါက်စီတယ်။အဲအဲ့ဒါထိုင်းတွေအလုတ်ရနေပြီ။တက်စီဝေထိုးရတဲ့သူကနောက်ဆုံးမယ်။နောက်ဆုံးပြီးတော့သူတို့ဖြတ်ထိုးရေးလည်းဖြတ်ထိုးမယ်။မဟုတ်ရင်တက်စီရဲ့အကြံကသူတို့ ပြတ်ထိုးမယ်ဒါမှမဟုတ်တက်စီကထွက်မှသူတို့ပြတ်လိုက်ထိုးမယ်ပြီးတော့တက်စီကမှန်ကိုနဲတဲ့သူတို့ကဖိထိုးမယ်ပြောဆိုတာအခုတက်စီထိုးမယ်ပြန်ပေးရသူကမှန်ကိုတော့အကောင်းလားသူကတော့တော်တော်ထိလည်းမကြဘူးနော်ဒါပေမဲ့ဒီပွဲမှာတက်စီနည်းနည်းအဆင်ပြေသွားတာကဒီဖိုင်တာကနေတယ်နေတဲ့အတွက်อืมတက်စီရဲ့အဝေးထွက်တဲ့သူလိုက်လို့မိချင်မှမိဒါပေမဲ့တက်စီတော့တတိထားပြီးထိုးရမှာပဲဒီဖက်တာကသူအမောက်သိလို့ရရမရရတော့သူအမတ်နဲ့ပေးချတဲထိုးရမယ် အမှန်ဆိုတတ်စင်နိုင်မယ်အလဲထိုးနေဆိုရတာမပြတ်တတ်ဘူးဒီဖက်တာကိုလဲရောထိုးဖို့ကတော်တော်လေးကိုခက်တယ်ဗာမင်းဒီဖက်တာမှာကိုကောင်းတယ်ဒါမှမဟုတ်တတ်စီကပြတ်တမ်းပါတယ်တတ်စီကပြီးကြည့်စီပါတယ်ဘာဖြစ်လဲဆိုတော့ဒီဖိုင်တန်ကအဲ့လိုထိမကောင်းဘူးမကောင်းဘူးဆိုပေမဲ့လည်းကျွန်တော်တို့ဆက်တွေ့လို့မရဘူးလေနော်ဒါပေမဲ့ကျွန်တော်တို့တတ်စီလည်းကျွန်တော်တို့ကောင်းတဲ့ဖိုင်တာလို့ကျွန်တော်တို့တည်စားရတဲ့ဖိုင်တန်တရပဲအဲ့ဒါကြောင့်မို့ဒီ tan fighter နဲ့နန်းစီကြည့်တဲ့ခါကျမှကျွန်တော်အမြင်မှာဆိုတတ်စီကပို့ပြီးတော့ထိုးပေါက်တွေဘာညာတွေကောင်းတယ်သူထက်နော် ဒါပေမဲ့မာကိုကသာတက်စီသူ့လာမကောင်းပါနဲ့တက်စီကသူ့ထက်အများကြီးသာတဲ့အတွက်ဒီပွဲမှာတက်စီနိုင်မလို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်အမြင်မှာတော့နော်ဒီပွဲမှာတကယ်တက်စီဆုံးမယ်ဆိုရင်တက်စီဒီ1ပွဲမှာတော့မျောလက်ချက်တွေအကုန်တော့ဖြစ်ပြီအကောင်းဆုံးကကျွန်တော်တို့ရွေးရလက်ဝတ်မှာပဲပြန်ပြီးတော့ဒီထက်ခံနာလောက်ပြန်ကစားဆိုကျွန်တော်ပြောချင်တယ်တကယ်လို့သာဆုံးခဲ့ပါနော်ဒါပေမဲ့မရှုံးလို့ကျွန်တော်ထည့်တယ်ဒီပွဲမှာတက်စီနိုင်မယ်လို့ကျွန်တော်ထည့်တယ်โอเคကျွန်တော်ကျွန်တော်တို့ဘာပြောပြောကျွန်တော်တို့တော့တက်စီကိုအများအားပေးတယ်နော် ဒီပွဲမှာကြာတော့တက်စီပြန်နိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းတယ်တကယ်လို့သာဒီပွဲမှာသူပြန်နိုင်ရင်သူတော်တော်လေးကိုနာမည်ပြရလာမယ်တကယ်လို့သာဒီပွဲမှာဆက်ဆုံးမယ်ဆိုတော့တက်စီတော့ပွားပြီเนาะโอเคဘာဖြစ်ဖြစ်ဒီလာမယ့်နောက်ပတ်သားကြံနေမှာကျွန်တော်တို့သူတို့တော့အားပေးရအောင်เนาะညံပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ